္လာပါရှင်2016ခုနှစ်ဧပြီလ20ရက်ဗုဒ္ဓနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုံမြင့်တင်ကြားစီစဉ်တွေကိုအမေရိကန်ပြည်အောင်စုဝါရှင်တန် DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါပြီကျွန်မဟိမာစုပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီကနေ့သတင်းတွေထဲမှာအစိုးရအဖွဲ့အရေးကြီးပုဂ္ဂိုလ်တဦးရဲ့ကိုရေးအရာရှိကိုနေပြည်တော်တကြံမန်းနဲ့ဆောက်လုပ်တဲ့မီဒီယာကုမ္ပဏီတစ်ခုကချက်သိန်း90လက်ဆောင်ပေးခဲ့တဲ့အတွက်ဒေါအောင်ဆန်းစုကြည်ကအတတိပေးလိုက်တဲ့သတင်း ရန်ကုန်မြို့ကဒေါအောင်ဆန်းစုကြည်နေရင်ကိုရန်ကုန်တိုင်းအစိုးရကရဲအဆောက်ရှောက်ပေးမဲ့တရင်စားတဲ့စိတ်ဝင်စားစရာတရင်တွေကိုတင်ပြသွားမှာဖြစ်ပါတယ်။အဲဒီနောက်စစ်တွေမြို့နယ်ကဒုက္ခသည်ဆက်လီနင်းမြုပ်မှုနောက်ဆက်တွဲအခြေအနေအကြောင်း ရွှေတဂုံဖျားပေါ်မှာမွတ်စလင်ဈေးတွေကိုရိုက်နှက်ခဲ့မှုနောက်ဆက်တွဲလှုပ်ရှားမှုတွေအကြောင်းသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပြီးနောက်ပိုင်းမှာ CSW အဖွဲ့ကအရှိအာရှရေးရာ တာဝန်ခံနဲ့ RFA တွေ့ဆုံမေးမြန်းချက် မော်ဘီဝန်ချောင်းကြီးရွာကကယ်ဆယ်ရေးဂေဟာအကြောင်းစတဲ့သတင်းဆောင်မတွေနဲ့အတူချင်းတိုင်းသားဘာသာစီစဉ်ကိုလည်းပြည်သက်တွေရှုစားမှာပါဒီကနေ့တို့အထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် မြန်မာနိုင်ငံရဲ့သတင်းစာလွတ်လပ်ခွင့်အခြေအနေဟာပြီးခဲ့တဲ့နှစ်ကထက်အသီးသီးသာသာကျဆင်းသွားတယ်လို့ပြည်သက်အခြေဆိုင်နယ်စီမချသတင်းတောင်များအဖွဲ့ RSF ကထုတ်ပြန်တဲ့ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်ကိအစီရင်ခံစာကဒီကနေ့ဖော်ပြလိုက်ပါတယ်။စာပေစီစီစင်စာအဖွဲ့ကိုဖျက်သိမ်းလိုက်တဲ့အတွက်လွတ်လပ်ခွင့်ပိုရလာပေမဲ့အစိုးရထုတ်သတင်းစာတွေမှာတော့ အစိုးရနဲ့တမတော်ကိုဝေဖန်တဲ့သတင်းဆောင်မတွေမထည့်ပဲသူတို့ဘာသာစင်စာဖြတ်တောက်နေသေးပဲလို့အစိုးရခန်းစာမှာဖော်ပြထားပါတယ်။အလားတူဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စလင်တွေကြားပရိပခါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာလည်းစာနဲ့ဇင်းတွေအတွက်အတင်းဆောင်မခံတဲ့အကြောင်းအရာတွေဖြစ်နေသေးပဲလို့ထောက်ပြထားပါတယ်။မြန်မာနိုင်ငံကိုကမ္ဘာနိုင်ငံပေါင်း180တဲမှာ143နိုင်ငံမြောက်သတင်းစာလွတ်လပ်ခွင့်အရှိဆုံးတနည်းအားဖြင့်သတင်းစာလွတ်လပ်မှုအနည်းဆုံး38နိုင်ငံမြောက်အဖြစ်သတ်မှတ်ဖော်ပြထားပါတယ်။ အဲ့ဒီစီရင်ခံစာအရစာနယ်ဇင်းလွတ်လပ်ခွင့်အရှိဆုံးနိုင်ငံတွေကတော့ဖင်လန်၊နယ်သာလန်နဲ့နော်ဝေနိုင်ငံတို့ဖြစ်ပြီးအနည်းဆုံးနိုင်ငံတွေကတော့အီရီထရီးယား၊မြောက်ကိုရီးယားနဲ့တာကမနစ္စတန်နိုင်ငံတွေပဲဖြစ်ပါတယ်။နေပြည်တော်မှာတကြံမန်းနဲ့တီးဆောက်ခဲ့တဲ့သတင်းမီဒီယာလုပ်ငန်းကြီးတစ်ခုဟာအစိုးရအဖွဲ့ဝင်တွေကအရေးကြီးပုံကိုတူရဲ့ကိုရေးအရာရှိကိုငွေကျပ်သိန်း90လက်ဆောင်ပေးခဲ့တဲ့အတွက်အဲ့ဒီမီဒီယာကုမ္ပဏီကိုသမ္မတရုံးဝန်ကြီးဒေါအောင်ဆန်းစုကြည်ကတတိပေးလိုက်တယ်လို့သိရပါဗျ။ လက်ဆောင်ငွေပေးတာဟာတတ်မှတ်တဲ့ပမာဏထက်ကျော်လွန်နေပြီးလက်ရှိအစိုးရလက်ထက်မှာပထမအဆုံးအကြိမ်ဖြစ်တာကြောင့်ပညာပေးကာလအဖြစ်တတ်မှတ်ပြီးလက်ပေးတဲ့သူနဲ့လက်ယူခဲ့တဲ့သူကိုဥပဒေအရအရင်းမယူဘဲတတိပေးယုံပေးလိုက်တာလို့သမရယုံဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဦးစော်ထေးကပြောပါရယ်လက်ဆောင်အဖြစ်ပေးခဲ့တဲ့ငွေကျပ်သိန်း90ကိုနှွေရသည့်ကာလမှာရေရှားပါမှုကြောင့် တောက်သုံးရေအခက်ခဲဖြစ်နေတဲ့ဒေသတွေကိုလှူဒန်းမှုအတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရာချထားရေးဝန်ကြီးဌာနကိုလွှဲပြောင်းသွားမယ်လို့သမရယုံဝန်ကြီးဌာနကဒီကနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။နေပြည်တော်မှာအခုနှစ်အတွက်တကြံမန်းနဲ့ဆောက်လုပ်ခဲ့တဲ့ကုမ္ပဏီနှစ်ခုကတော့ဝင်းကြီးဟောင်းဦးတင်ဆန်းရဲ့သားပိုင်ဆိုင်တဲ့ X ဆောက်လုပ်ရေးကုမ္ပဏီနဲ့ရွှေတန်လွင်ကုမ္ပဏီပိုင်ဆိုင်တဲ့ SkyNet Media တို့ပဲဖြစ်ပါရရှင်။ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းပေါ်ကဒေါအောင်ဆန်းစုကြည်နေရှိတဲ့ခြံနပီးမှာ လုံခြုံရေးရဲကင်းနှစ်ခုဆောက်လုပ်ဖို့ဒီကနေ့ပြင်ဆင်နေပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့နေအိမ်လုံခြုံရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတာဝန်ယူမှာဖြစ်တဲ့အတွက် လုံခြုံရေးရဲခင်းတွေချထားပေးမယ်လို့တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါရယ် ဒေါအောင်ဆန်းစုကြည်ဟာလက်ရှိမှာနေပြီးတော့နှင်းစီဆိုင်မှာအနေများပြီးရန်ကုန်မြို့ကဒေါအောင်ဆန်းစုကြည်ရဲ့နေဟာကဘာလက်ခရီးသွားတွေနေစဉ်နေပါလာရောက်ကြိရှိနေတဲ့နေရာတစ်ခုဖြစ်လာနေပြီလို့သိရပါတယ်ရှင်သမရဦးသိန်းစိန်အစိုးရလက်ထက်ကနိုင်ငံရေးအမှုတွေနဲ့ဆွဲဆိုခဲ့ပြီးလက်ရှိတရားရင်ဆိုင်နေရတဲ့အမှုတွေကိုပြန်ရုပ်သိမ်းဖို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆောင်ရွက်နေပြီလို့သိရပါဗျာ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ယုံရဲ့ညွှန်ကြားချက်အရမနက်ဖြန်အစိုးရယုံတွေပြန်ဖွင့်ခြင်းကစပြီးဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ညွှန်ကြားရေးမှူးရဲမှူးကြီးထွန်းမင်းကပြောပါရယ်ငြိမ်းချမ်းစွာစူဝေးလှည့်လည်ခွင့်ပုံမှန်78နိုင်ငံတော်အကြီးညိုပြက်စင်မှုပုံမှန်905ခါဝေးဥပဒေနဲ့စန့်ကျင်တဲ့အစုဝေးမှာပါဝင်မှုပုံမှန်143စတာတွေနဲ့ဆွဲဆိုထားတဲ့အမှုတွေကိုပြည်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှန်494အရတရားရုံးတွေမှာပြန်လည်ရုပ်သိမ်းမှုဖြစ်တယ်လို့ဆိုပါရယ် ရဲတပ်ဖွဲ့ကတရက်လိုလှုပ်ပြီးဆွဲဆိုထားတဲ့အဲ့ဒီအမှုတွေကိုတပ်ဆိုင်ရာတိုင်းနယ်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဌာနတွေနဲ့အတူစီစစ်ဆောင်ရွက်သွားမှာဖြစ်ပြီးမကြခင်ရပ်ပိုင်းအတွင်းအမှုတွေရုတ်သိမ်းနိုင်မယ်လို့ဆိုပါရယ်။ဒါပြင်လက်ရှိထောင်ထဲမှာကြက်နေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လှုပ်ပေးနိုင်မှုစီစဉ်ဆောင်ရွက်နေတယ်လို့လည်းသိရပါရယ်ရှင်။ရခိုင်ပြည်နယ်စစ်တွေမြို့နယ်တဲချောင်းစိတ်ကန်းအနီးမှာမနေ့မနက်ပိုင်းကဆက်လီနှင်းမြုပ်ခဲ့တဲ့အတွက်သေဆုံးသူတွေဟာရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေဖြစ်ပြီး အာဏာပိုင်တွေရဲ့ခရီးသွားလာရေးကန့်သက်ချက်တွေကြောင့်စစ်တွေကိုရေချောင်းကနေလာကြသူတွေဖြစ်တယ်လို့မျက်မြင်သက်သေတွေကိုကိုးကားပြီး AFP သတင်းဌာနကဒီကနေ့ဖော်ပြပါတယ်။ရေနစ်သိမ်းဆုံးတဲ့သူတွေထဲမှာကလေးကိုဦးပါဝင်ပြီးအများစုဟာပေါတော့မျိုးနဲ့စင်တက်မော်စခန်းကဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးဌာနကိုယ်စားလှယ်ဂျက်နက်ဂျက်ဆန်ကတော့ ဒီဒုက္ခတွေရဲ့အနေနဲ့အခြေခံဝန်ဆောင်မှုနဲ့အသက်မွေးဝမ်းကြောင်းအတွက်ခရီးသွားလာတဲ့အခါရေချောင်းလမ်းကိုသာရွေးစရာရှိပြီးတော့တခြားနီးလမ်းမရှိတဲ့အတွက်နောင်ကိုလည်းအခုလိုဘေးဒုက္ခနဲ့ကြုံမှုအလားလာရှိတဲ့ဆိုတာကို အခုအဖြစ်ပြက်ကတတိပေးလိုက်တာလို့ပြောရဲဆိုပါရရှင်စစ်တွေမြို့နယ်ကဒုက္ခတွေဆက်လီနှမြုံမှုနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့ကျမတို့ RFA သတင်းနောက်မတ်တီမင်းစင်ကဆက်ပြီးတင်ပြပါလိမ့်မယ်ရှင် ပေါတောမြို့နယ်စင်တက်မော်စိတ်ကန်းကနေထွက်ခွာလာတဲ့ခရီးသည်တင်ဂရုဆက်လီဟာမနေ့မနက်9နာရီကျော်လောက်ချိန်မှာစစ်တွေးမြို့နယ်တဲချောင်းအဝင်ဝအရောက်မှာနေမြုပ်ခဲ့တာပါ။ဆက်လီမှာကလေးနဲ့အမျိုးသမီးအရေအတွက်အများဆုံးလိုက်ပါလာတာဖြစ်တယ်လို့လည်းသိရပါဗျ။မင်းကဆက်လီနေမြုပ်ချိန်မှာ7မိနစ်လောက်သာကြာမြင့်ပေမဲ့ရေစီးကြမ်းပြီးလှိုင်းလေကျန်းနေတာကြောင့်တည်ဆုံးသူအရေအတွက်များခဲ့ရတာလို့လည်းဒေသခံကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ကျွန်တော်ကနေတော့ဒီမှာဖေးဆယ်မှာထိုင်နေတဲ့အချိန်မှာကျွန်တော်တန်းကြတာပေါ့မဟုတ် တတိုင်းကြတာနေနေပြီတော့သူတို့ကနေပြီတော့လူတွေကနေပြီတော့လိုက်သွားတယ်လိုက်သွားတဲ့အချိန်မှာနေပြီတော့ဆက်လေတယ်မှာလူတွေမရှိဘူးအခုလုံးပင်လယ်မှာပဲသူတို့နေပြီတော့သွားလိုက်ပြေးလိုက်သွားလိုက်ပြေးလိုက်အဲ့ဒီမျိုးကျွန်တော်သူဝင်လာတဲ့ဆန်နမကထွက်လာတော့လင်းလင်းကြီးလာတော့သူတို့လင်းရဲ့အပြင်မှာကြောက်ချပြီးတော့နိုင်ဝဲလောက်ခံလိုက်တယ်မှာနိုင်ဝဲခံပြီးတော့ရှင်နေကြီးလိုက်တော့လင်းပူဆိုးလာမယ်ဆိုပြီးတော့သူဝင်ခံလိုက်တာပေါ့လင်းရဲ့တွင်းမှာဝင်ခံလိုက်တယ်နဲ့နှလုံးရှက်လိုက်တယ်မဟုတ်တော့လား မင်းကနင်းမြုပ်သွားတဲ့ဆက်လေးဟာစစ်တွေမျိုးနဲ့တဲချောင်းရွာနဲ့ပောက်တော်မျိုးနဲ့စင်တက်မော်ကြီးရွာကို ပြေးဆွဲနေတဲ့ကရိုးဆက်လေးဖြစ်ပါတယ်။ကျွန်တော်ကျုံမင်းရဆိုရင်ကျွန်တော်ကြောက်ဘူးဆက်ဟိုဒုက္ခစခန်းလိုက်ပါတယ်။နောက်ပြီးတော့စင်တက်မော်ဒေသခံလိုက်ပါတယ်။နောက်ပြီးတော့ဒီဘက်မှာဟိုစစ်တပ်ဘက်ကတဲချောင်းကလည်းတော့ဟိုနာနာစုရွာကလည်းလူတွေပါတယ်။ မနေ့ကဆက်လီနေမြုပ်ချိန်မှာလူ78ဦးသေဆုံးခဲ့ပြီးလူ20လောက်သာအသက်ရှင်ပါတယ်။သေဆုံးတဲ့ထဲမှာကလေးငယ်14ဦးပါဝင်တယ်လို့ဆက်လီမောင်းသူမလေးမှုလည်းပါဝင်ပါတယ်။ဆက်လီမာလိုက်ပါလာသူအရေအတွက်ဟာ90ကနေ80လောက်အထိရှိနိုင်တယ်လို့ဒေသခံတွေကဆိုကြပေမဲ့အရေအတွက်အတိအကျကိုတော့အတည်ပြုနိုင်ခြင်းမရှိပါဘူး။ တဲချောင်းရွာကန်တွေကမနေ့ကစတင်ပြီးပျောက်ဆုံးနေတဲ့အလောင်းတွေကိုရှာဖွေနေကြဆဲဖြစ်ပြီးဒီကနေ့မနက်ပိုင်းကနောက်ထပ်အလောင်းလေးလောင်းထပ်မံတွေ့ရှိတာကြောင့်တေဆုံးသူအရေအတွက်ဟာ22ဦးထိရှိသွားခဲ့ပြီဖြစ်ပါတယ်။လူ40 90လောက်ရှိမယ်။ကန်ကန်ပေါ်ပြီးတော့မှပွင့်ရှိတယ်။ပွင့်တော့ထိသွားပြီးတော့စောင်းတယ်ဖြောက်ခန့်ထိစောင်းပြီးတော့အဲ့ဒါကရှာပြီးတော့ပြန်လာပြီလား။မင်းကဆက်လက်နှိမ့်ညွတ်တဲ့ဖြစ်စဉ်အတွင်းနယ်မြေခံရဲတပ်ဖွဲ့ဝင်တချို့ကဝင်ရောက်အကူအညီပေးခဲ့ပါတယ် ပြောင်းဆုံးနေတဲ့အလောင်းတွေကိုရှာဖွေဖို့အတွက်အစိုးရရဲ့အကူအညီကိုမရခဲ့ကြဘူးလို့လည်းတည်ဆုံသူရဲ့မိသားစုဝင်တွေကပြောပါရယ်။ဒေသခံကယ်ဆယ်ရေးသမားတွေကပြောင်းဆုံးနေတဲ့ရုပ်အလောင်းတွေကိုနောက်နှစ်ရက်လောက်အထိဆက်လက်ရှာဖွေကြမှာဖြစ်ပါရယ်ရှင်။ မတ်တီတီမင်းစင်တင်ပြခဲ့တာပါရှင်တမရဟောင်းဥသိမ့်စိန်ဥဆောင်ပြီးဥသိမ့်စိန်စန္ဒားဆိုတဲ့အမည်နဲ့နိုင်ငံရေးလူမှုရေးအဖွဲ့အစည်းတစ်ခုတည်ထောင်မှုစီစဉ်နေတယ်လို့အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေနဲ့စာရွက်စာရန်အထောက်အထားတွေကိုကိုးကားပြီးရန်ကုန်အခြေစိုက် Frontier သတင်းစာကဒီကနေ့ရေးသားလိုက်ပါတယ်အဲ့ဒီဖွဲ့မှာဥသိမ့်စိန်အစိုးရလက်ထက်ကဝင်ကြီးတွေဖြစ်ခဲ့တဲ့ဦးဝနာမောင်လင်းဦးခမောင်စိုး ဦးဝင်းမြင့်ဒေါက်တာဒေါခင်စန်းဤစတဲ့ပုံကိုယ်တွေအပါအဝင်သမရအကြံပေးတွေဖြစ်ခဲ့တဲ့ဒေါက်တာနေစင်လက်ဦးကိုကိုလှိုင်းဦးစစ်အေးစတဲ့ပုံကိုယ်တွေပါဝင်တယ်လို့သတင်းမှာဖော်ပြထားပါတယ်ဦးသိန်းစိန်စင်တာဖွဲ့စည်းပြီးတရားဝင်မှတ်ပုံတင်ဖို့ပြီးခဲ့တဲ့မလကစလို့ပြင်ဆင်ခဲ့တာလို့ဆိုပါရယ်ဒီစင်တာကိုဦးသိန်းစိန် Institute ပညာရေးကျန်းမာရေးနဲ့လူငယ်ရေးရာ Foundation တွေနဲ့ထည့်သွင်းဖွဲ့စည်းသွားမယ်လို့လည်းသတင်းမှရေးသားထားပါရယ်ရှင် ရှမ်းပြည်မြောက်ပိုင်းတန်ရမ်းမြို့နယ်ကလွယ်စေလွယ်လန်းတောင်ကျောမှာရှိတဲ့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSC တက်တွေကိုလာမယ့်ဧပြီလ22ရက်နေ့နောက်ဆုံးထားပြီးစုခွာပေးဖို့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတောင်းဆိုထားတယ်လို့သိရပါတယ် SSA တာဝန်ရှိတဲ့သူတွေကိုခေါ်ယူတွေ့ဆုံပြီးတက်တွေစုပ်ပေးဖို့ပြောခဲ့တာလို့ SSPP SSA လာရှိုးမြို့ဆက်ဆံရေးယုံတာဝန်ခံဗိုလ်မှူးအောင်လက်ကပြောပါတယ် အစိုးရတက်ရင်ညွှန်ကြားချက်အတိုင်းတက်တွေစုတ်သွင်းမစုတ်သွင်းဆိုတာကို SSPP SSC ထိပ်ပိုင်းခေါင်းဆောင်တွေဝမ်ဟိုင်းဌာနချုပ်မှဆွေးနွေးနေကြပါတယ်။ SSPP SSC အဖွဲ့ဟာရှမ်းပြည်နယ်မိုင်းရှူကျေးသီးမိုင်းနောင်မိုင်းဆန်စတဲ့မြို့နယ်ပေါင်း30ကျော်မှာတက်တွေအခြေချထားတာနှစ်ပေါင်းများစွာကြာနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းအစိုးရငင်းငင်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ရဲ့တောင်းဆိုချက်အရမိုင်းရှူးမြို့နယ်အတွင်းကတက်တွေစုတ်ခွာပေးခဲ့ရတယ်လို့သိရပါပါရှင်။ စကိုင်းတိုင်းမုံရွာမြို့မှာ H H9N2 ကြက်ငှက်တုတ်ကွေးဗိုင်းရပ်စ်ပိုးတွေ့ရှိထားတဲ့ကြက်မွေးမြူရေးဇုံကိုတားမြစ်ဧရိယာအဖြစ်ဒီကနေ့သတ်မှတ်လိုက်ပါတယ်။အဲ့ဒီနေရာကိုဝင်ထွက်သွားလာခွင့်မပြုတော့ဘဲယောဂါပိုးကူးဆက်နေတဲ့ကြက်တချို့ကိုဩစတြေးလျနိုင်ငံကတခွဲခန်းကိုပို့ပြီးစစ်ဆေးနေတယ်လို့စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကပြောပါတယ်။ လောလောဆယ် H9N2 ကူးစက်နေတဲ့ကြက်ချံ14ချံကကြက်အကောင်ဝင်2000ကျော်ကိုတုတ်တင်ရှင်းလင်းထားပါတယ်။ H9N2 ကြက်ငှက်တုတ်ကွေးယောဂါပိုးဟာ H5N1 လောက်ယောဂါကူးစက်တာမမြန်ပေမဲ့ဒီရက်ပိုင်းတွင်ကြက်သားနဲ့ကြက်ဦးစားသုံးတာကိုသတိထားရှောင်ရှားကြဖို့ကိုလည်းသတိပေးထားပါတယ်။ယောဂါပိုးကြောင့်ဆုံးရှုံးခဲ့ရတဲ့ကြက်ချံပိုင်ရှင်တွေကိုကုညီထောက်ပံ့မှုအတွက်ပြည်ထောင်စုအစိုးရကိုတင်ပြသွားမယ်လို့လည်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကပြောပါရရှင်။ တရုတ်မြန်မာနယ်စပ်ကချင်ပြည်နယ်လိုင်စာစရုံးနယ်ကံပိုက်တီတဝိုက်ကဒုက္ခသည်စခန်း10ခုလောက်မှာမနေ့ကလေပြင်းတိုက်ခိုက်တဲ့အတွက်တဲအိမ်ယာနဲ့ချီပြီးပျက်စီးသွားပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်ဒုက္ခသည်စခန်းအများစုဟာ KIA ကချင်လူမျိုးရေးတပ်မတော်ထိန်းချုပ်နေမြေထဲမှာရှိပြီးကချင်နှစ်ချင်းခရင်ရဲ့အဖွဲ့ချုပ် KBC ကစီမံပံ့ပိုးနေတဲ့ဒုက္ခသည်စခန်း9ခုကလူဦးရေ200ကျော်အတွက်အကူအညီတွေပေးဖို့အစီအစဉ်နေတယ်လို့ KBC သတင်းကပြောပါတယ် အလားတူပဲတရုတ်မြန်မာနယ်စပ်နေကြားမှတ်တိုင်ရှစ်အနီးကမကားရန်ဒုက္ခသည်စခန်းမှာလည်းမနေ့ကလေပြင်းတက်ခိုက်တဲ့အတွက်နေအိမ်တွေပျက်စီးခဲ့ပါတယ်။ကချင်ပြည်နယ်မှာပြီးခဲ့တဲ့2021ခုနှစ်ဇွန်လကစပြီး KIA နဲ့အစိုးရကြားတိုက်ပွဲတွေဖြစ်ပွားတဲ့အတွက်ဒေသခံသတိနှီးပါထွက်ပြေးခဲ့ကြရပါတယ်ရှင်။ ချင်းပြည်နယ်တွန်းဆန်မြို့နယ်မှာပြီးခဲ့တဲ့နှစ်မိုးရင်းကာလကတောင်တွေပြိုကျပြီးနောက်ဖြစ်ပေါ်လာတဲ့မြေပြိုကန်ဆယ်နဲ့အနီးနားကဆယ်တွေကျိုးပေါက်နိုင်တဲ့အတွက်ကြိုတင်ကာကွယ်ဖို့ကယ်ဆယ်ရေးနဲ့ပြည်နယ်နေရာချတာရေးဝန်ကြီးဌာနကပြင်ဆင်နေပါတယ်လုံးလုံးစဲအနေရမရှိနိုင်ပေမဲ့ဆယ်ရီပြိုကျပြီးချိုးပေါက်ခဲ့ရင်အနေမိုင်းမှာရှိတဲ့ကလေးမျိုးနဲ့တစ်ခုလုံးရေလွှမ်းသွားနိုင်တဲ့အတွက်နုံတားဆယ်တိဆောက်ဖို့စီစဉ်နေတယ်လို့ဝင်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါရယ် လောလောဆယ်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေထားဖို့ကိုးတောင်းတွေဒေသခံတွေဘေးကင်းရာ ရွှေ့ပြောင်းနေထိုင်နိုင်မဲ့နေရာတွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ကြိုတင်အသိပညာပေးတာတွေစတင်နေပြီလို့သိရပါတယ်။ပြောင်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနကျွမ်းကျင်ပညာရှင်တွေလူမှုအဖွဲ့အစည်းတွေဟာ AP လ18ရက်နေ့ကရစပြီးစကိုင်းတိုင်းကလေးမျိုးနဲ့ချင်းပြည်နယ်တွန်းဆန်မျိုးမှာဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီးတော့အဲ့ဒီဆယ်တွေကိုတွားရောက်လေ့လာခဲ့ကြတာဖြစ်ပါတယ်ရှင်။ RF ရုပ်မြင့်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေကိုစက်တိုက်ထုတ်လွှင့်ပေးပါမယ်ရန်ကုန်မြို့ကရွှေဂုံဖေရအရှိတ်မုံအင်းမှာဈေးရောက်နေတဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ဈေးဆိုင်တွေကိုတန်ခါတချို့ကပိတ်သိမ်းခဲ့ပြီးကိုထိလက်ရောက်ရိုက်နှက်တာတွေရှိခဲ့တဲ့အတွက်အရေးယူပေးဖို့အင်တာနက်မှာလက်မှတ်တွေကောက်ယူနေပါတယ်ရန်ကုန်တိုင်းအစိုးရအနေနဲ့ဒီကိစ္စကိုအရေးယူပေးဖို့လူငယ်နဲ့လူမှုသဟစာတဖြည့်စံတာအဖွဲ့ဝင်တွေကတိုင်းဝန်ကြီးချုပ်ကိုတင်ပြသွားမယ်လို့သိရပါတယ်။ RFA သတင်းတော်ကိုကြော်ထွန်းနိုင်ကတင်ပြထားပါတယ်ရှင်။ ပြီးခဲ့တဲ့အေဘီလာ18ရက်နေ့မြန်မာနှစ်စန်းတရက်နေ့ကရွှေတုံဖျားအရှိပမုတ်အနီးမှာဈေးရောင်းချနေတဲ့အစ္စလမ်ဘာသာဝင်ဈေးဆိုင်၃ဆိုင်ကိုမြို့ချရဟန်းတော်များတမကအဖွဲ့ဝင်တန်ငါတော်တွေကဈေးဆက်မရောမှုတားဆီးခဲ့ပြီးပစ္စည်းတွေကိုတင်စီခဲ့တာ ဖြစ်ပါတယ်။အဖြစ်ပြက်တစ်ခုမှာတန်ငါတစ်ပါးကအစ္စလမ်ဘာသာဝင်ဈေးဆက်တူကိုရိုက်နှက်ခဲ့ပါတယ်။အဲ့ဒီလိုဖြစ်ခဲ့တာကိုဝေဖန်ကန့်ကွက်မှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီနေ့ကရိုက်နှက်ခဲ့တဲ့ဦးစင်ဦးတုစိတ်တာက မျိုးချစ်ရဟန်းတော်များတမကအဖွဲ့ဝင်ဖြစ်ပါတယ်။ဦးဇင်းတို့ရဲ့အထွတ်မြတ်ထားတဲ့ဒီရွှေဘုံဖျားကြီးမှာဒီလိုမွတ်စလင်တွေတနေ့တခြားဈေးလာရောက်နေဈေးလာရောက်တာကိုဦးဇင်းတို့ကအပြစ်လို့မမြင်ဘူး။ဒါပေမဲ့သူတို့လာရောက်တဲ့အခါမှာသူတို့ကဘူခါတွေခြုံလာတယ်။အဲ့ဒီဘူခါတွေဦးဇင်းတို့ကအန်ဒီရဲ့ဝိဆုံလို့မြင်တယ်။ဘူခါရဲ့အတွင်းထဲမှာအမျိုးသမီးမမသိအမျိုးသားမမသိတဲ့ဝိဆုံရင်ဝိပြီးတော့တနေ့နေ့တစ်ချိန်ချိန်မှာဦးဇင်းတို့ရဲ့ဒီဖျားကြီးကိုဘုံခွဲသွားရင် ဘယ်သူတွေကမှတာဝန်ယူမပေးနိုင်ဘူး။ဈေးဆိုင်ဖယ်ရှားခံရသူတွေနဲ့ပစ္စည်းသိမ်းဆီးခဲ့တဲ့တန်ကားတော်တွေကြားပြည်လည်မှုရရှိစေဖို့အတွက်ဗဟန်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တာသနာရေးအဖွဲ့နဲ့ဆရာတော်တန်ကားတော်တွေကဂျားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ပစ္စည်းတွေကိုသိမ်းယူပြီးဈေးရောင်းချသူတွေကိုရိုက်နှက်မှုတွေရှိတာကို အစိုးရအနေနဲ့အရေးယူပေးဖို့လူငယ်နဲ့တဟသာတာဖြစ်ရေးစံနာကအင်တာနက်စာမျက်နှာပေါ်မှာထောက်ခံချက်တွေကောက်ခံနေတာဖြစ်ပါတယ်။ ဒီတစ်ခေါက်ဟာကြတော့ဒါပစ္စည်းသိမ်းရုံနဲ့မဟုတ်ဘင်းနဲ့ဒီဘုံကြီးကရိုက်ပါသွားတယ်ဆိုတဲ့အခါကျတော့တော်များသွားရှုပြီးတော့ကျွန်တော်လည်းဒီခေါက်မှာဝင်ပါဖြစ်တာဒီနေ့ညနေအထိအင်တာနက်သုံးစွဲသူတွေထံကနေထောက်ခံချက်900ကျော်ရရှိနေပြီလို့သိရပါတယ်ပြီးခဲ့တဲ့နှစ်တွေကလည်းရန်ကုန်တိုင်းဒေသကြီးအတွင်းကမြောက်ကလာတောင်ကလာနဲ့မိုးကောင်းဖျားပွဲတွေမှာလည်းဈေးရောင်းချနေတဲ့အစ္စလမ်ဘာသာဝင်ဈေးတွေကိုဈေးမြောက်ချဖို့တားဆီးမှုတွေရှိခဲ့ပါတယ်ခင်ဗျာ ကိုကျော်ထွန်းနိုင်တင်ပြခဲ့တာပါရှင်အခုတခါတွေ့ဆုံမေးမြန်းချက်တစ်ခုကိုထုတ်လင်းပေးပါမယ်ကမ္ဘာနိုင်ငံတွေရဲ့ဘာသာရေးလှုပ်လှက်ခွင့်နဲ့လူအခွင့်အရေးတွေအတွက်လှုပ်ရှားဆောင်ရွက်နေတဲ့ပြည်တွင်အခြေစိုက် CSW ခရီးရန်သွေးစည်းညီညွတ်ရေးအဖွဲ့ကအရှိအာရှရေးရာ တာဝန်ခံဘနက်ဒစ်ရော်ဂျာစ်ကိုကျမတို့ RFA ဝိုင်းတော်သားကိုကျော်မင်းထွန်းကတွေ့ဆုံမေးမြန်းထားတာပါရှင် So Mr. Rogers uh Thank you for visiting our again and welcome to our ကိုကျော်အချိန်ပေးလာရောက်ပြီးတွေ့ဆုံမေးမြန်းခွင့်ပေးတာကိုကျေးဇူးတင်ပါတယ် ်မြန်မာနိုင်ငံကအခုဖြစ်နေတဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီးမြန်မာအရေးကိုနှစ်ပေါင်းများစွာလှုပ်ဆောင်လာခဲ့သူတို့အနေနဲ့ဘယ်လိုသဘောရပါသလဲအစိုးရအသေးပေါ်နောက်ရေဘူးရလူအခွင့်ရေးအခြေအနေပေါ်ဘယ်လိုမြင်ပါလဲ Yes uh clearly this is a very historic and exciting time the the first uh civilian led uh government the first ဘုမလင်းပြောရရင်ပထမဆုံးအရတအုပ်ဆောင်တဲ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေဥဆောင်တဲ့ အစိုးရတဲ့ပေါ်ပေါက်လာတာဟာသမိုင်းဝင်တဲ့စိတ်လူရှားစရာအခြေအနေဖြစ်ပါတယ်။ကျွန်တော်ဒီလိုသတိထားပြီးစကလုံးရွေးပြောရတာဟာအယက်သားအပြည့်ဝဥဆောင်တဲ့အစိုးရဒီမိုကရေစီယုံကြည်သူတွေအပြည့်ဝဥဆောင်တဲ့အစိုးရအဖွဲ့လို့မပြောနိုင်သေးတဲ့အတွက်ကြောင့်ပါ။ဒါပေမဲ့ပထမဆုံးအယက်သားတမနာတက်လာတာပထမဆုံး NLD အစိုးရတက်လာတာတွေဟာအလွန်ထူးခြားတဲ့ဖြစ်ရတွေဖြစ်ပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာလည်းတိုင်းပြည်အတွက်ရောအစိုးရတဲ့အတွက်ပါရင်ဆိုင်ရအောင်မဲ့အခက်အခဲတွေကတော့ရှိနေသေးဆိုတာသတိရဖို့လိုပါတယ်။ဒါဟာဇလန်းအစိုးမဟုတ်ပဲ မြန်မာဒီမိုကရေစီရေလှောင်ရှားမှုတွေအတွက်နောက်ထပ်အခန်းတစ်ခုရောက်ရှိလာတဲ့သဘောပါပဲ under the new government at the NRD government uh NRD is one of the malu queen အခြေအနေတွေဘယ်လိုဖြစ်လာမယ်လို့မျှော်လင့်ထားပါလဲ well i think uh first of all of course it's early days uh, for the new government um and secondly we need to be mindful of the constraints ရုပ်ဘူစုံးနေအောင်မြင်ချင်ပါတယ်ဒုတိယချက်ကအစိုးရတဲ့အနေနဲ့လောက်ပိုင်ခွင့်ကန့်သက်ချက်တွေရှိနေတယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိထားဖို့ပါစစ်တပ်ကအရေးပါတဲ့ဝန်ကြီးဌာန၃ခုကိုထိန်းချုပ်ထားတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့နှလုံးသွင်းထားဖို့လည်းလိုပါတယ်ကျွန်တော်တို့အားလုံးမြင်တွေ့လို့တဲ့အပြောင်းလဲတွေနေချင်းညာချင်းဖြစ်လာဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စပါဒါပေမဲ့ဖြစ်နေတဲ့လူခွင့်ရေးကိစ္စတွေကိုကင်တွေဖြည့်ရှင်းလိမ့်မယ်လို့တော့မျှော်လင့်ထားပါတယ်အခုဆိုရင်နိုင်ငံရေးအကျဉ်းသားလှုပ်ပေးတာတွေနဲ့စတင်လှုပ်ဆောင်တာတွေတွေ့နေရပါပြီ နိုင်ငံရေးအကျဉ်းသားအလုံးလှုပ်ပေးနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ် I hope that they will really prioritize uh, addressing both the ethnic conflict uh, and the တိုင်းဒေသနဲ့နိုင်ငံပြည်ပခါနဲ့ဒီထဲမှာဘာသာရေးရအမုန်းပွားသဘောထားတင်မာမှုအခြေအနေတွေနှစ်ခုစလုံးကိုအရေးကြီးဖြေရှင်းလိမ့်မယ်လို့လည်းမျှော်လင့်ထားပါတယ် Uh, most of the uh, Western human rights group, including yours, CSW အပါဝင်အနောက်နိုင်ငံတွေကလူ့အခွင့်အရေးဖွဲ့စည်းတွေကရခိုင်ပြည်နယ်ကမွတ်စလင်တွေနဲ့ပတ်သက်လို့ဆိုးရွားတဲ့ပုံမှာဖိအားပေးတောင်းဆိုတာတွေရှိနေပါတယ်။ဒီကိစ္စတွေနဲ့တိုင်းရင်းသားဒေသတွေကတိုက်ပွဲကိစ္စကိုအဆိုးရွားတဲ့ကဘလို့ဖြေရှင်းမယ်လို့များမျှော်လင့်ထားပါလေဗျ။ Well, I think the the key for Burma's success, uh, for for uh, a successful development of its democracy, ကျွန်တော်အမြင်ပြောရရင်မြန်မာနိုင်ငံဒီမိုကရေစီအသွင်ပူပြောင်းမှုအောင်မြင်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတည်ငြိမ်အေးချမ်းရေးမှာအဓိကတော့ချက်ကတော့ငြိမ်းချမ်းရရှိဖို့ပဲဖြစ်ပါတယ်။ဒါဟာနိုင်ငံရှိခီးချီတက်ဖို့ဆိုရင်မဖြစ်မနေလိုအပ်တဲ့အချက်ဖြစ်ပါတယ်။ဒီအချက်ဟာဥစားပေးရမယ့်ကိစ္စလို့လည်းမြင်ပါတယ်။အစိုးရတဲ့အနေနဲ့ဒီအချက်ကိုဒုတိယသမ္မတနေရာအတွက်ချင်းတိုင်းသားတူကိုရွေးလိုက်တဲ့အချိန်ကပြတ်သားလိုက်တယ်လို့လည်းထင်ပါတယ်။ဒါအလွန်ကောင်းမွန်တဲ့သင်္ကေတတစ်ခုပါ။ ပြီးတော့တိုင်းရင်းသားတွေနဲ့ဆက်စွန်းပြောင်းများစွာဖြစ်နေခဲ့တဲ့ပြည်တွင်းစစ်ကိုရပ်ပြီးနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နိုင်မလို့လည်းမျှော်လင့်ပါတယ် ရခိုင်ပြည်နယ်ကအခြေအနေနဲ့ပတ်သက်လို့အခြေအနေရှုပ်ထွေးမှုနဲ့အတိအရှမခံနိုင်တဲ့သဘောကိုကျွန်တော်သဘောပေါက်နားလည်ပါတယ်။ဒီကိစ္စဖြေရှင်းဖို့အစိုးရတဲ့အတွက်မလွယ်ကူဘူးဆိုတာလည်းနားလည်ပါတယ်။ဒါပေမဲ့ဒီကိစ္စကိုရဲရဲဝံ့ဝံ့ဖြေရှင်းလိမ့်မယ်လို့ယုံကြည်ပါတယ်။ဘာသာရေးလူမျိုးရေးပြည်ပခါတွေရဲ့အရင်းမြစ်တွေကိုကင်ကျွယ်ဖြေရှင်းဖို့နဲ့စခန်းတွေမှာဆင်းရဲဒုက္ခရောက်နေတဲ့မွတ်စလင်တွေရဲ့အခြေအနေကို မဖြေရှင်းခဲ့ရင်ရေရှည်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ Ben thank you very much for coming here today. ကျေးဇူးတင်ပါတယ်။ RFA season အတွက်မေးမြန်းခွင့်ရရတယ်လည်းဝမ်းမြောက်မိပါတယ်ခင်ဗျာ။ Thank you very much. ကျွန်တော်လည်းကျေးဇူးများတင်ပါတယ်။ CSW အဖွဲ့က Mr. Ben Rogers ကိုကျမတို့ဝိုင်းတော်သားကိုကျော်မင်းထွန်းတွေ့ဆုံမေးမြန်းခဲ့ရပါ။ဒီတွေ့ဆုံမေးမြန်းချက်အပြည့်အစုံကို RFA Barmis TV ရဲ့ Facebook စာမျက်နှာမှာလည်းကြည့်ရှုနိုင်ပါတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမမင်ဦးဟာ NLD မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်တဲ့တိုင်းနယ်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်တွေထဲမှာဒုတိယအသက်အငယ်ဆုံးဖြစ်ပါတယ်။ RFA သတင်းတော်ကိုကျော်လွင်ဦးကတင်ပြထားပါတယ်ရှင်။ဦးမင်းမင်းဦးဟာအသက်46နှစ်သာရှိသေးပြီးဝန်ကြီးချုပ်တွေထဲမှာဒုတိယအသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်ပါတယ်။သူ့ကိုမွန်ပြည်နယ်ဒီလင်းမြို့နယ်တောင်စွန်းကျေးရွာမှာ 1989နှစ်မှာမွေးဖွားခဲ့ပြီး1988ခုနှစ်ဒီမိုကရေစီအရေးတော်ပုံအတွင်းနိုင်ငံရေးထဲဝင်ရောက်လာခဲ့သူပါမွန်ပြည်နယ်မှာအခရီးတရားကင်းစင်ရေးကိုဦးစားပေးဆောင်ရွက်သွားဖို့ရည်မှန်းထားသူဝန်ကြီးချုပ်ဖြစ်ပါတယ်အခရီးတရားကင်းစင်အောင်တော့ကျွန်တော်အတက်နိုင်ဆုံးကြိုးစားမယ်နော်အတက်နိုင်ဆုံးနော်အထီးကအရှာနာနေပြီ အတက်နိုင်ဆုံးကျွန်တော်စူးစမ်းမယ်နော်ဒီစကားကတော့ကျွန်တော်တို့သွားတဲ့လမ်းကြောင်းပဲနော်ဦးမင်းမင်းဦးဟာ2011ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြန်လည်ဖွဲ့စည်းရမှာပါဝင်ခဲ့ပြီးဘီလင်းမြို့နယ် NLD မှာဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးခဲ့တဲ့2015အထွေထွေရွေးကောက်ပွဲမှာဘီလင်းမြို့နယ်ပြည်내လှုပ်တော်ကုသလေအဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ပါတယ်ရှိပြီးတော့ ဝန်ပြည်နယ်ရဲ့အဓိကစီးပွားရေးဟာရာဘာလုပ်ငန်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အစိုးရ၅နှစ်တက်တန်းအတွင်းနိုင်ငံတကာရာဘာဈေးကွက်ထိုးစင်ခဲ့တဲ့အတွက်ဝန်ပြည်နယ်ကရာဘာစိုက်ပျိုးသူတွေအထိနာခဲ့ရပါတယ်။ဒီကိစ္စဟာဝန်ပြည်နယ်အစိုးရတစ်ကိုတာဝန်ယူမဲ့ဝန်ကြီးချုပ်ဦးမင်းမင်းဦးအတွက်ချိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဝန်ပြည်နယ်ရဲ့အဓိကအသက်သွေးကြောင့်ရာဘာလုပ်ငန်းစိတ်ဝင်စားတယ်နော်။နောက် ေယာဆိုင်ပြွေဒါရောဘာဆိုတာကတော့လေယာဆိုင်ပြွေလုပ်ငန်းနဲ့ဆက်ဆက်နေတဲ့တောင်းလုပ်ငန်းနေတယ်။ဒါပေမဲ့ဒီတဲ့ကောင်းတဲ့လုပ်ငန်းစဉ်တွေသူကရောဘာကိုတို့တိုင်းပြီးမှဘာဖြစ်နေလဲဆိုတော့ဆိုင်ပြွေထုတ်လုပ်ရုံပဲရှိတယ်။ဒီကနေတဆင့်မြစ်ပေါ့နော်။ကုံချမ်းနေကုံကျော်ထုတ်လိုက်ထုတ်လုပ်နိုင်တဲ့အဆင့်တွေပေါ့နော်။ကိုတို့လုတ်ပိုင်ခွင့်နဲ့လုတ်နိုင်တဲ့အနေအထားကိုကြည့်တယ်။ဟုတ်ပါပါနော်။အဓိကတော့ small industry တွေဘယ်လိုလုတ်လာနိုင်လဲပေါ့နော်။ဒီလို layer ဆိုင်ပြွေလုပ်ငန်းနဲ့တွားနေလို့ကိုတို့တိုင်းပြည်တိုင်းနဲ့ ီတိုင်းပဲဖြစ်နေတယ်เนาะဒီလိုနည်းနည်းတော့စကားတော့နည်းနည်းကြီးကြပြောမှရအောင်เนาะဘုံချုပ်ပြောသလိုပေါ့နော်ဘုရောကဒုက္ခဒုက္ခသူများတလန်းနိုင်စေဘုရောမြင်မရဘူးတိတ်ခါเนาะဘုရောတလန်းနိုင်ဘုရောလမ်းတရားလောက်လမ်းနိုင်အောင်เนาะဘယ်လောက်လုပ်နိုင်စဉ်းစားကြောက်သူမေမေဦးဟာမွန်ပြည်နယ်စိုးရအဖွဲ့မှစီပင်သာယာရေးဝန်ကြီးဌာနနဲ့စောက်လုပ်ရေးဝန်ကြီးဌာနနှစ်ခုကိုပါပူးတွဲတာဝန်ယူလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်အရင်ဆုံးဖြည့်ရှင်းရမယ်ပြဿနာရီထဲမှာတက်မရော်နဲ့တောင်သူတွေအကြားမကြာခဏဖြစ်နေတဲ့လေယာဉ်မြေပြဿနာငူးရစ်စီဝါပြဿနာတွေအပြင်ငြိမ်းချမ်းရေးကိစ္စရပ်တွေဟာလည်းသူ့အတွက်စိန်ခေါ်မှုတွေဖြစ်လာမှာပါခင်ဗျာအင်း င်ရုပ်မြင့်တန်းကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါရန်ကုန်မြို့တဝိုက်လှည့်လည်သွားလာပြီးတောင်ရန်စားတောက်နေတဲ့သူတွေကိုစီပင်သာယာရဲကခေါ်ဆောင်ပြီးရန်ကုန်တိုင်းဒေသကြီးမှော်ပြီးမြို့နယ်ကဝန်ထမ်းချောင်းချင်းရွာမှာရှိတဲ့ဂေးဟာတစ်ခုမှကျွေးမွေးစောင့်ရှောက်ထားပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ RFA သတင်းတော်ကိုကျော်စောဝင်းကတင်ပြထားပါတယ်ရှင်ရန်ကုန်မြို့ကရုပ်ရှင်ရုံတွေလမ်းစုံလမ်းကွာတွေကားမီပွိုင်တွေမှာလိုက်လံပြီးတောင်ရန်စားသူတွေကိုစီပင်သာယာရဲကဖမ်းဆီးပြီး ဝန်နှချောင်းကျေးရွာကစောင့်ရှောက်ကေဟာကိုပို့ဆောင်ထားပါတယ်။အဲ့ဒီကေဟာမှာရောက်ရှိနေသူတွေဟာလူမျိုးပေါင်းစုံအရွယ်ပေါင်းစုံအမျိုးသားအမျိုးသမီးတွေအစုံအလင်ဖြစ်ကြပါတယ်။ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရန်ကုန်မြို့တော်စီပင်တာယာရေးအဖွဲ့မှော်ဘီမြို့နယ်အထွေထွေဦးစီးဌာနတွေကပူးပေါင်းပြီးအဲ့ဒီကေဟာကိုစောင့်ရှောက်ထားတာပါ။အဲကျွန်တော်တို့ဒီစကန်ကဟိုလမ်းဘေးအခြေအနေမဲ့တွေပေါ့နော်။လမ်းဘေးမှာရန်ကုန်မြို့တော်မှာတောင်ရုံစားတောက်သူတွေဟိုလမ်းဘေးမှာ လေလွင့်နေတဲ့ကလေးသူငယ်တွေအဲ့ဒီလူတွေကိုအဓိကဒီမှာခေါ်ယူပြီးတော့ပြုစုဆောင်ရှောက်ရပါတယ်။စီပင်သာရေးကော်မတီအားဆိုလဲရန်ကုန်မြို့တော်စီပင်သာရေးစီကံထိန်းသိမ်းရေးအဖွဲ့ကရန်ကုန်မြို့တော်ပေါ်မှာလမ်းဘေးမှာတောင်းဆန်းဆောက်တောင်းနေတဲ့ပုံကိုယ်တွေဟာလမ်းဘေးမှာလေလွင့်နေတဲ့ကလေးသူငယ်တွေကိုနော်ခေါ်ယူထိန်းသိမ်းပြီးတော့ဒါဦးလေးတို့ဒီဘဏ္ဍချောင်းလူမှုစောက်ရဲစောင်းလာအပ်ပါတယ်။အဲဒီလိုလာအပ်တဲ့ခါမှာလဲလူမှုနံဦးစီးဌာနအနေနဲ့ဖြင့်ဘာဖြစ်လဲဆိုတော့အမျိုးသားကွန်နန်တူအမျိုးသမီးကွန်နန် တဦးပေါ့နော်နှစ်ဦးဒီမှာတောင်းအောင်ပြီးပြီးတော့အနေကပြည်သူဆောင်ရှားဖို့ထားရှိပါတယ်ဆောင်ရှားမှုကိဟာရောက်လာသူတွေကိုစားတော့ရေးကျဲမာရေးစတာတွေကိုဆောင်ရွက်ပေးပါတယ်စိတ်ဝင်စားရှင်ပေါ့နော်စိတ်ဝင်စားရှင်ကတော့9ယောက်လောက်ရှိတယ်အဲအမျိုးသား9ယောက်အမျိုးသမီးက3ယောက်လောက်ရှိတယ်ညာရင်ချွတ်တဲ့တဲ့လူက6ယောက်လောက်ပေါ့စုစုပေါင်း6ယောက်လောက်ရှိတယ်ဒါပေမဲ့လူနာလူတွေကအဝင်အထွက်တော့ပြန်တဲ့လူကိုပြန်လှုပ်တယ်ဝင်တဲ့လူဝင်လာတယ်ဆိုတော့ယောဂါကတော့မငြိမ်ဘူးပေါ့ နော်သူတို့သမားတယောက်ကပြန်သွားရင်သူတို့သမားတယောက်ယော့သွားမှာပေါ့နော်နောက်ဝင်လာတဲ့လူကစီတူသမားဖြစ်ရင်လည်းဖြစ်မှာသူအဝင်ထွက်ကအမြဲတမ်းရှိနေတယ်ဂေဟာရောက်လာသူတွေဟာရန်ကုန်မြို့တဝိုက်ပတ်စံတောင်ရံစားတောက်နေသူတွေပါဝင်တယ်လို့စိတ်ဝေဒနာခံစားပြီးတွာလာနေသူတွေလည်းပါဝင်ပါတယ်အဲ့ဒီဂေဟာကိုမှော်ပြီးမြို့နယ်အတွင်းကပရာဟိတလှုပ်ဆောင်နေတဲ့လူငယ်အဖွဲ့တွေကဝိုင်းဝန်းကူညီတာတွေရှိတယ်လို့အပြင်ကလာရောက်ပြီးလှူဒန်းကြတဲ့သူတွေလည်းရှိပါတယ်အဲ့ဒီမှော်ပြီးမြို့ကဝန်းချောင်းဆောက်ရှောက်ခေဟာမှာနေထိုင်သူကလေးလူကြီးစုစုပေါင်း 果然还要细化的看呀。 RFN ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးချင်းတိုင်းနာဘာသာစီစဉ်ကိုထုတ်လွှင့်ပေးပါမယ်လာမယ့်2020ပြည့်နှစ်ရွေးကောက်ပွဲအတွက်ချင်းနိုင်ငံရေးပါတီတွေပေါင်းစည်းဖို့လိုအပ်နေတဲ့အကြောင်းချင်းနိုင်ငံရေးပါတီခေါင်းဆောင်တချို့ရဲ့ပြောကြားချက်တွေကိုမြန်မာဘာသာစာရင်းထိုးတင်ပြထားပါတယ်ရှင် MP မလေးနီနေနာကဆောတူချင်းပရဂရက်ဆစ်ပါတီ CPP ဟောတူပနောထန်ကပင်တို့ကတဲ့လုံုံစွန်မီတာသူပါတီချင်းပါတီ อะไรเสียนปฏิทุมดาวบีซีเอลดีซีเอ็นดีบิลสิบปีฮิตกุมมาสงะก็มอกแตงแตงก็มอกแตงแตงกระดุยขมีลำยินค่ะส่วนสอกกระดุม plural executive ันทีเดอะไรเสียนอุกตาคาเข่มงวดเสละจุมพนาจุน alphabetical order นีมั้งกันมิงค่ะเราอย่างที่เรียนอาบิชินารมาสติกันตัวนเสละกุมขลักเรกุมขลักเรกัน အနေနာခမိတာမကင်ဝေတဲ့ဒူလေကန်မရှုံဥခထာသာပခတ်ချလောင်းနာအုံးဆရာစီဝေရာချင်းကန်ဆော့တင်တန်တာရင်တင်ကြဝတ်အရှိုချင်းနက်ရှနယ်ပါတီ ECNP စုံတွန်းစလိုင်းအောင်မင်းလိုင်းလာနောက်ဒီချင်းပါတီတွေကများတဲ့အခါကျတော့ဒါရွေးကောက်ပွဲမှာလည်းရှုံးခဲ့တယ်ပေါ့အဓိကရှုံးရတဲ့အကြောင်းရင်းကလည်းဒါချင်းပါတီတွေရှုံးတာလေအဲ့ဒီအဲ့ဒီဟာလည်းအကြောင်းတစ်ခုပဲရွေးချယ်စရာလည်း NLD ကလည်းရှိနေတဲ့အချိန်မှာဒီလိုလဲကွဲနေတဲ့အခါကျတော့ပညာပေးလိုက်တာပေါ့နော်ဒါလည်းဒါ ျွန်တော်တို့တန်ခတ်တဲ့သဘောလည်းပြောလို့ရတာချင်းလူတို့ကလည်းမဲ့ဒါတော့တော့များနေတာစဉ်းစားတော့ဘူးတခုတည်းမပြောလဲဒါလည်းဒါလည်းဒါချက်ចောင်းချက်တခုပါဆိုတော့လေ2020မှာဒီချင်းပြည်နယ်မှာဆိုလို့ရှိရင်တော့ဒါပါတီတွေဒီလိုတော့များနေအောင်မယ်ဆိုလို့ရှိရင်တော့ထပ်ပြီးတော့ပြည်သူလူထုကတော့ရွေးချယ်မှာမဟုတ်ဘူးလို့ကျွန်တော်တို့ကတော့သုံးသပ်တာဒါကြောင့်ပါတီတွေပေါင်းနိုင်ရင်တော့ကောင်းတာပေါ့မပေါင်းနိုင်လို့ရှိရင်လည်းပဲကျွန်တော်တို့ဒီဟာပေါ့ လွတ်လပ်ရေးရပြီးမှဖန်ဆက်ပါလာခက်ပြီးမှတို့ဖန်ဆက်ပါလာဟိုလိုဘာလို့နောက်ပိုင်းဒီမှာကျွန်တော်တို့ပမာညတလို့ပေါ့နော်ဒီလိုမျိုးစုအမျိုးသားညီညွတ်တက်ပေါင်းစုလို့ပေါ့အဲမျိုးအဲ့ပါပမာညတထဲမှာဆိုတာတက်ပေါင်းစုပဲအဲ့ထက်မှဆိုပါတီတွေပဲရှိတယ်ပါတီတွေဖြစ်တာမဟုတ်ဘူး Chin League for Democracy CLD စုံတန်း Slide ပြီးင်္ဂလာ Chin Party Ball ကုံခုံကွန်ထရော်ရီမြပြခလင်းကုံတင်းအင်ဒူဆာ Chin Party ဟောက်တူဘောလဲစုံတန်းဘော จันเฮอร์อเลเจนจนเราเปียกเสลากุมท่านี่เลยเพศริยาจนก็มาเฟลเพศเสลาดูอมเจตินสินสิชินปาร์ติโปลีตนนาคีกุมท่านี่เลยเทงาอธิจิมบาทลาอเวลีนักเตียงอันไหนเทเจวีทุกคมสงอาตลาอันไหนชีดิ้งเดียเทอสี RFA ရုပ်မြင်သံကြားစီစဉ်လေးကိုကြည့်ရှုနေရတာပါပရိသတ်များရှင်မြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိနေ့စဉ်ထုတ်လွှင့်တဲ့ရုပ်မြင်သံကြားစီစဉ်ကိုအင်တာနက် YouTube နဲ့ Facebook စာမျက်နှာတွေမှာလည်းတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ပြီဆိုတဲ့အကြောင်းအသိပေးအပ်ပါတယ်ဒီညအတွက်လွတ်လပ်တဲ့အာရှတန် RFA ရုပ်မြင်သံကြားစီစဉ်တွေလည်းဒီမှာရင်ပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်